ကရင်ပြည်နယ်လှိုင်းဘွဲ့မြို့နယ်ဒေါနတောင်တန်းအရှိချမ်းနော်တရတောင်ကျေးမှာရှိတဲ့တာလေပြူဟာစခန်းကို KNU က၄ရက်အတွင်းတည်ယူနိုင်ခဲ့တယ်လို့ကရင်စစ်ရေးသတင်းရင်းမြစ်တအုပ်ကပြောပါရယ်တာလေပြူဟာစခန်းကို KNU ကအပိသက်တိမ့်ပါရှင်းလင်းနိုင်ခဲ့ပြီးတိုက်ပွဲအတွင်းစစ်ကောင်စီတပ်ဘက်က10ဦးဝန်းကျင်သေဆုံးတယ်လို့20ကျော်ထွက်ပြေးသွားတယ်လို့သတင်းရင်းမြစ်ကပြောတာပါ KNU ဘက်ကလည်းတမဟာခွန်လက်အောက်ခံတပ်ရင်းတရားတက်ကတပ်ဖွဲ့ဝင်တအုပ်ကြာဆုံးတယ်လို့သိရပါရယ် လိုင်းပွဲမြို့နယ်ပိုင်းကြုံမြို့တမဟာခွန်စစ်ရဲလှူရှားရနေမိတဲ့ကတာလေကျေးရွာအနီးမှာရှိတဲ့ဗျူဟာစခန်းကို KNLA နဲ့ KNDO တို့ကမေလ9ရက်နေ့မှာစတင်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ဘုံကျဲတိုက်ခိုက်မှုတွေနဲ့တိုက်ပွဲတွေကြောင့်တာလေကျေးရွာဒေသခံတွေဟာရွာလုံးကျွတ်နေပါထိုင်းပတ်ချန်းထွက်ပြေးတိမ်းရှောင်နေကြရတာပါ။တာလေစစ်ဗျူဟာစခန်းက KNU နေမြေတတ်မှတ်ချက်အရဖအံခရိုင်တမဟာခွန်နေမြေပိုင်းကြုံမြို့မှာရှိပါတယ်။အဲ့ဒီဒေသတွေကထိုင်းနယ်စပ်အနီးမှာရှိတဲ့ ဟူလူဒူခလဲ့တီတခေါ်ပီခွီမော်ဖာသူစခန်းတွေကိုအခုနှစ်အတွင်း KAU ကဇက်တိုက်တင်းယူထားတာဖြစ်ပါတယ်အခုတားလေဘီဝါစခန်းကျပြီးတဲ့နောက်မှာတော့ပိုင်းကျုံမြို့နယ်အတွင်းမော်ဖိုးကေမဲလာနဲ့နော်တရာတောင်စခန်းတို့ပဲကျန်တော့တာဖြစ်ပါတယ်ရှင်